အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟိုက်ကြောက်လေးကိုကျွန်တော်ခုကျွန်တော်ပြောနေတာကြည့်ကြပါလေကြောက်လေးအရင်ကပညာရရတဲ့ကြောက်လေးပဲကျွန်တော်ကြောက်လေးကိုတခြားကြည့်ပြီးကျွန်တော်ဖြတ်ခုံမှာဝိုင်းနေဖြတ်ခုံမှာတခါရသွားဖြတ်မှာဗျကြောက်ကအမြင်ရတော့အနေကြီးအနေကြီး၃ခုပါရောဗျာဒါကျွန်တော်ပထမအုပ်ဆုံးစနေတဲ့အနေကြီးနန်းဗျာအနာအရင်မကြည့်ဘူးကြည့်ရကြည့်ကြည့်လဲကျွန်တော်ဖြတ်လိုက်တာနဲ့ကြောက်ကဖြတ်ပိန်းအောင်မဝင်ပဲ့သွားတာဗျာဒါမှကျွန်တော်တို့ဒီအသေးစားလေးပဲမှာစားတော်တော်ကောင်းနေဗျာ ဇာကောင်းတော့ကြာတော့ကျွန်တော်တခါရရိုက်ပဲ့သွားရရိုက်ပဲ့လေးကိုပုတ်ကြည့်အောင်ဗျာကြောက်သားကြောက်ရည်နမနဲ့ဒါကျွန်တော်ပုတ်လိုက်တဲ့အနေထားလေးဗျာခဲကြည့်ကြည့်အောင်ကြောက်ရည်ကြောက်သားအရန်နဲ့ပါတယ်ဗျာကြောက်ကကျွန်တော်တို့အနာဝဆက်လိုက်ရမှာဗျာဒါကကျွန်တော်တို့ဒါခုနကောင်းဘက်ကဗျာဒါအနာကြီးနေမယ်ဗျာနောက်တနေခဲကြည့်ကြည့်အောင်ဗျာ ဒီမှာအနေကြီးနောက်တနန်းကျန်လေးရဗျဒီအနေကြီးဆက်ဖြစ်အောင်ပါဗျကျောက်ကအနေကြီးကတူနန်းနဲ့တူသွားဗျဒါမှကျွန်တော်ဖြတ်လိုက်တဲ့အနေထားကြည့်အောင်ဗျအဲဒါကျွန်တော်အနဖက်ကျန်လေးရဗျကျောက်အည်သားတော်တော်တဲ့လေးဗျဒီတိုင်းတိုက်မယ်ဆိုရင်တော့ကျောက်ကတော့မြတ်ပါဗျမြတ်ပြီဗောဗျမြတ်မှာမို့မြတ်ပြီကျွန်တော်အစာဆုံးလုပ်တယ်ဗျကျွန်တော်ကျောက်ဖြတ်ပြီဆိုရင်ဒီကောင်တော့ဒါကျွန်တော်အနဖက်နန်းဗျအနဖက်လေးခုနအနာဖက်ကျန်တာလေးပုတ်တာဗျအည်သားမထပ်ဘူးထပ်တယ်ကြည့်လိုက် ကြောက်ရကြောက်တာအရန်ထပ်ပါလေဗျအရန်လာတယ်စိမ်းကြီးတဲ့တယ်ဗျကြောက်လေကြောက်စိမ်းဝါကြီးတဲ့တယ်ဗျဒါတော့ကျွန်တော်တို့အမှနှစ်ဖက်လေးကြံတာလေးပွတ်တာပေါ့ဗျာဒီကြောက်လေးကိုကျွန်တော်ဘာဥပမာမလဲကျွန်တော်ဖိုးသူတော်တောင်မွေးကြောက်ဗျာဒီကြောက်ကဒါကကျွန်တော်ထိတ်ကအမှကျွန်တော်တို့အခွန်ဇက်လေးပေါ့ဗျာသူကအခွန်လေးရနဲ့အစိမ်းလေးဆိုတော့ကြောက်လာတယ်အခွန်ဇက်အမှနှစ်ဖက်လေးကြံနေရဲ့ဗျာ ကောင်းကြောင်လေးကိုကျွန်တော်ဖိုးသူတော်တောင်မွေးလို့နာမည်ပေးထားရတယ်။ဒါနဲ့ကျွန်တော်အခွန်နေပေါ့ဗျာဒါအခွန်ပွတ်တာပေါ့ဗျာ။ကဲကြည့်ကြည့်အောင်။အမကျောက်အရေးအသားတော့လုံးဝတည်ပြီ။အနာလေးဝင်လာဗျာကျောက်ကအခွန်မှာတော့မပေါ်တဲ့အနာလေးဝင်လာဗျာ။ဒီထိတ်မှလည်းဒါအနာဗျာ။အမကျွန်တော်ပြပါအောင်ဗျာတခြားလေးကပ်ပြီးတော့အမအဲ့အနာဗျာဒါအနာတူအောင်ပါဗျာ။ အနာတိုးလိုက်တော့အနာထက်လေးကနည်းနည်းလေးကျန်နေတယ်ဗျ။ကြောက်ရည်တာတော့တော်တော်လေးလာတယ်ဗျ။ဒါနဲ့ကျွန်တော်ဒီမှာဟိုဟာအနထက်လေးပဲအနထက်ပါလေးဒါဟိုအနထက်ကကျန်လေးပဲအနထက်အနထက်ကျန်တာမှာအနာကြီးဝင်လာတယ်ပဲကြောက်ကအဲ့မှာကျွန်တော်ပိုက်မှာအနာကြီးပဲအကွက်လိုက်ကြီးကအနာကြီးဖယ်တာပဲဇောင်းလေးပဲဇောင်းဖယ်တာကြောက်အရန်နာမှာဆိုလို့ နောက်လက်တနာပေါ်လာတယ်အဲ့တနာကိုဖယ်လိုက်တော့နဲ့အမှန်အနေကြီးကန့်လိုက်မြင်းနေတာဒါကျွန်တော်ထိတ်ကနေမှခေါင်းတည်ရများပွတ်ကြည့်တော့ဗျအဲ့ဆောင်းလေးကနေမှအဲ့မှာနဲ့အနာပါတာပဲဗျကြောက်ကဒီမှာနဲ့အနာပါကြောက်ဒီရွယ်လောက်ရရင်တော်တော်လေးတန်တယ်ဗျဒါကကျွန်တော်ထိတ်ကအသားတွေပေါ့ဗျအခွန်ဆက်အသားတွေပေါ့ဒီရွယ်လောက်ရရင်ကြောက်ကတော်တော်လေးတန်သေးရဲ့ဗျကြောက်ကအနာပါနေရဲ့ဗျ အဲ့နှစ်ဖက်လေးကိုပြောင်းမလားလို့ခေါင်းတည်မလို့ပို့တာမပြောင်းဘူးရမှာနာဆိုင်တယ်ဗျာဒါဖိုးသူတို့အကြောင်းတောင်းမွေးကြလို့ကျွန်တော်နာမပြရမှာအနာပါကိုကျွန်တော်ခုတ်ချပလိုက်တာကြောက်ကနာလောက်ကျန်တော့ဗျာခုတ်ချပလိုက်ကြောက်ကနာလောက်ကျန်တော့ဗျာအဲ့မှာအားလေးကိုကျွန်တော်တစ္ဆာဆင်ရမှာဗျာဖြင်း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 ဖိုးသူတို့တောင်းမွေးတည်တယ်ကျန်တော့ကြဘာမှကျန်တော့နာပဲကျန်တော့ဗျာ ကျွန်တော်နဲ့အနာပိုင်းကိုထည့်နေမလို့တက်တာနဲ့ကျွန်တော်နဲ့အစင်လောက်တာပါဗျာဒါကဒီထိတ်လေးတူရတာကျွန်တော်တစ္ဆာလေးလောက်အောင်ပါဗျာအမကြည့်လိုက်ဗျာအဲ့တော့ခါးတောင်းလေးချိုးအောင်ပါဒါတစ္ဆာတန်းဆင်လိုက်တာဗျာ အဲကြောင့်ဒါလေးကိုကြည့်ရအရင်ပညာရကြရတယ်ပြောပါဗျာကြောက်ကချိုးနာလေးရကြတော့နှကြီးပဲမြင်မြောနှတို့လေးကကျွန်တော်တို့ဖြတ်မှပေါ်လာတာဗျာအခန်းတည်းရဲ့သဘောဝါပါဗျာဒါကျွန်တော်ဖြတ်ပြီးရအနေထားဒီနှစ်ဆရရဗျာဒီနှစ်ဆကိုကျွန်တော်တိုက်ခိုင်းလိုက်တော့တိမ့်သုံးတယ်ပဲပေးရဗျာအယောင်တိမ့်မြို့တာတိုက်လိုက်တယ်အဲ့ဒါကျွန်တော်လည်းမကြိုက်တာနဲ့တွေးလိုက်တာပါဗျာတွေးလိုက်တော့လည်း30နဲ့မှ2သိန်းဗျာကျန်တဲ့ဘေးပုပ်စလေးက10သိန်းလောက်ရရဗျာ52သိန်းတော့ဒီကြောက်ကကျွန်တော်တိမ့်30ကျော်ကျော်လောက်ရှုံးတယ်ဗျာ ကျွန်တော်ပြည့်တဲ့ဒီအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်။တရားလေးကိုကြည်ချင်းအားဖြင့်အားလုံးပညာရကြမယ်လို့ထင်ပါတယ်ခင်ဗျာ။